န်းအနေစတင်တဲ့ဒီအကြံပေးမှုတွေကကမ္ဘာကြီးတဝန်းတော့ပါပြန်ထလာတဲ့အခြေအနေတစ်ခုမှာဒါအောင်ပြည်လေအောင်ဖြေရှင်းနိုင်တဲ့အဓိကအကြောင်းရင်းတရားလေးလည်းဆရာအမြင်လေးနဲ့သုံးသပ်ပေးပါအောင်ရှင်။ဟုတ်ကဲ့အဲဒီမေကွန်လေးကလည်းစိတ်ဝင်စားပွဲကောင်းပါတယ်။အရှိလေပိုင်းပြဿနာရနေပတ်သက်ပြီးတော့မှအာကျွန်တော်တို့တကယ်ပြောမယ်ဆိုရင်လူသားအလုံးနဲ့ဆက်နွယ်နေပါတယ်။ဒါကြောင့်လဲဆိုတော့အရှိလေပိုင်းဒေတာအခုလက်ရှိပြဿနာဖြစ်ပေါ်နေတဲ့ဒေတာတွေမှာဂျူးတွေထွန်းမြတ်ထားတဲ့ဒေတာ အစ္စလာမ်ဘာသာဝင်တွေထုံးမြတ်ထားတဲ့ဒေတာခရစ်ယာန်ဘာသာဝင်တွေထုံးမြတ်ထားတဲ့ဒေတာတွေပါဝင်နေပါဘာဝင်နေတာဖြစ်တဲ့အတွက်လူသားတွေရဲ့ယုံကြည်ကိုးကွယ်မှုတွေစတဲ့သတိတွေပေါက်ဖွဲရဒေတာတခုဖြစ်ပါတယ်အဲအဲ့ဒီဘက်မှာတော့ကျွန်တော်ဗုဒ္ဓဘာသာဝင်နဲ့ပတ်သက်တဲ့အားလေးတော့မရှိဘူးပေါ့မရှိတော့အတွက်ကမ္ဘာလူကြီးထောက်ဝဲကျော်နေပါနဲ့သက်ဆိုင်နေတဲ့ဒေတာကြီးဖြစ်ပါတယ်အဲ့ဒီဒေတာကြီးဖြစ်တော်လဲပဲကျွန်တော်တို့က ခုနပြောတဲ့အစင်လာတွေထဲမှာပုံမူမြင့်မြတ်တဲ့အတွေးခေါ်ယူဆတွေရှိဖို့လိုအပ်ပါတယ်။ဘလို့ယူဆလဲဆိုတော့ဂျူးဘာသာပဲဖြစ်ဖြစ်ခရစ်စတန်ဘာသာပဲဖြစ်ဖြစ်အစ္စလာမ်ဘာသာပဲဖြစ်ဖြစ်ပြည်သည့်လူပုဂ္ဂိုလ်ဆိုလူသားတွေပဲဖြစ်တယ်ဆိုရက်မြင့်မြတ်တဲ့ယူဆရှိဖို့လိုပါတယ်။ခုနကျွန်တော်တို့ကသမိုင်းကြောင်းအစင်လာရတည်ရှိခဲ့တဲ့ဒေသဆွဲဘာသာဆွဲလူမျိုးဆွဲဝါဒရေးရဆွဲတွေဖယ်ရှားဖို့လိုအပ်ပါတယ်။ တကယ်တမ်းကျတော့အတွေးခေါ်ယူဆတွေဟာမှားယွင်းတဲ့ယူဆတွေမဟုတ်သလိုသူနဲ့သူအများကြီးကွဲပြားခြားနားတဲ့အရာတွေမဟုတ်ပါဘူးဥပမာဂျူးပါတာဝင်ကြီးကကျွန်တော်ဝတ်သားကိုရှောင်ကျင်ကြတယ်ဟဲ့လားကျွန်တော်တို့ပြီးလို့ရှိရင်အကြီးပြားဖြတ်ကြတယ်အခြားသောစီမင်းစည်းကမ်းတွေကိုလိုက်လာကြတဲ့နေရာမှာအစ္စလာမ်ဘာသာဝင်ကြီးရဲ့အစင်လာဒလေထုံနှန်းနေတဲ့ဂျူးဘာသာဝင်ကြီးရဲ့အစင်လာဒလေထုံနှန်းနေရာ ဒီမှာစွာကွက်ပြားထမ်းတာလည်းမရှိကြပါဘူး။အဲဒီအတွက်ခုနကျွန်တော်ပြောတဲ့အတိုင်းဒီကဲ့သို့သောလူမျိုးရေးဘာသာရေးအလားဆွဲတွေရှိသည့်တိုင်အောင်အားလုံးဟာလူသားများဆိုတဲ့အတိတရားရှိကြဖို့လိုအပ်ပါတယ်။ဒီနေရာမှာအစ္စရေးနိုင်ငံကြီးကိုကမ္ဘာပေါ်ကဖြောက်ဖြက်ပြစ်မယ်ဆိုတဲ့လုပ်ငန်းရပ်ကြီးရည်ရွယ်ချက်ကြီးဟာအောင်မြင်နိုင်မှာသလား။နောက်တစ်ခုကလည်း အရှေ့လယ်ပိုင်းဒေသမှာအစ္စရေးနိုင်ငံကလည်းရှေ့လယ်ပိုင်းဒေသကြီးကိုအခုတည်းပို့ပြီးတော့မှကျေပြန့်လွှမ်းမိုးလာနိုင်ပါသလားဆိုတဲ့မေးခွန်းကိုပြောမယ်ဆိုလို့ရှိရင်နောက်ခုစလုံးကတော့အပြည့်အဝမဖြစ်နိုင်ပါဘူး။တစိမ့်တစ်ဓာတ်ပိုင်းနဲ့ဖြစ်နိုင်ပါအစ္စရေးနိုင်ငံကိုကမ္ဘာမြေပေါ်မှာဖြောက်ဖြစ်မယ်ဆိုအစ္စရေးနိုင်ငံကကောင်းမွန်ခံနေမှာမဟုတ်ပါဘူး။နောက်တစ်ခုကအစ္စရေးနိုင်ငံမှာနျူကလီးယားလက်နက်တွေရှိနေပါတယ်။ရှိနေပြီးတော့မှအဲ့လိုရှိနေတာဖြစ်တဲ့အတွက်သူတို့ကလည်းနောက်ဆုံး ကျွန်တော်တို့ဖြစ်နိုင်ပါတယ်ဒီမှာ the worst case scenario အလားအဆိုးဆုံးအခြေအနေမှာဒီရီယာလက်နက်တွေသုံးလာနိုင်ရှိပါတယ်အလားတူပဲခုနပြောတဲ့အတိုင်းကျွန်တော်တို့အာရဗီမွတ်စလင်တွေဘက်ကလည်းမကြာမီကကာတာနိုင်ငံဒိုဟာမြို့မှာအရေးပေါ်ထိပ်သီးစီဝေးပဲလုပ်တယ်အဲ့ဒီမှာထူးခြားချက်တွေကဘာပါလာလဲဆိုတော့ပါကစ္စတန်နိုင်ငံနဲ့ sorry အာရဗီနိုင်ငံ mutual defense treaty ဆိုတော့နိုင်ငံဦးတွဲကာဝေးစာချုပ်ချုပ်ပါ ဆိုတော့အိုက်စာချုပ်ရဲ့အနှစ်သာရကဘာလိပါလာလဲဆိုတော့အကယ်၍ sorry အာရီကနိုင်ငံကိုတခြားနိုင်ငံကိုတိုက်ခိုက်လာလို့ရှိရင်ပါကစ္စတန်နိုင်ငံကိုလည်းတိုက်ခိုက်တယ်လို့မှတ်ယူမယ်အဲ့ဒီအတွက်ပါကစ္စတန်နိုင်ငံကလည်းကျွန်တော်တို့ sorry အာရီကနိုင်ငံဘက်ကနေပါဝင်တိုက်ခိုက်မယ်ဆိုတော့အတိတ်ပဲတက်ရောက်ပါအလားတူပဲပါကစ္စတန်နိုင်ငံကိုတခြားတနိုင်ငံကတိုက်ခိုက်မယ်ဆိုလို့ရှိရင် sorry အာရီကနိုင်ငံကိုတိုက်ခိုက်တယ်လို့မှတ်ယူပြီး sorry အာရေဗျနိုင်ငံကလည်းပါကစ္စတန်နိုင်ငံဘက်ကပါဝင်တိုက်ခိုက်မယ်ဆိုတော့သဘောတူအဲ့ဒီမှာထူးခြားချက်အကြောင်းကြီးတစ်ခုပေါ်ပေါက်လာပါအဲ့ဒီအကြောင်းအရာကပါကစ္စတန်နိုင်ငံကယူကီးယားလက်ထက်ပါဆိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်အဲ့တော့အရှိလက်ပိုင်းဒေသမှာမိဘွားပုံမိုကျယ်ပြန့်လာဖို့အတွက်အရှိလက်ပိုင်းကိုယူကီးယားလက်နက်တွေရောက်လာလို့ရှိရင်အကျိုးမရှိတဲ့နိုင်သူမရှိတဲ့စစ်ပွဲတရဖြစ်လာပါတယ်အဲ့တော့ ဒေသပင်နိုင်ငံတွေရရှိတဲ့ခေါင်းဆောင်တွေကမ္ဘာခေါင်းဆောင်တွေဟာနိုင်သူမရှိတဲ့အကျိုးမရှိတဲ့စစ်ပွဲကိုဆင်နွှဲမလားကျွန်တော်တို့တည်ငြိမ်အေဂျင့်စွာဖြင့်လူသားအမြင်နဲ့အတူရှင်တွဲနေထိုင်ကြမလားဆိုတဲ့ဒီလမ်းတွေကိုရေးချက်တာကိုလိုပါတယ်အဲ့တော့ဒေသတွင်းနိုင်ငံတွေကမ္ဘာခေါင်းဆောင်တွေဟာဒီပြဿနာရဲ့ကြီးပေါ်တည်မီပြီးတော့ဘာသာရေးဆိုင်ရာအကြောင်းတရားတွေလူမျိုးရေးဆိုင်ရာအကြောင်းတရားတွေ ပထဝီဒေတာဆိုင်ရာအကြောင်းတရားတွေဘိုးဘွယ်ယုံကြည်မှုတွေတရေထုံငန်းအစဉ်လာတွေပါဝင်လာတာဖြစ်တဲ့အတွက်ဒီစစ်ပွဲကြီးကျပြန်လာခြင်းမရှိအောင်ဉာဏ်ပညာမျှော်မြင်သိခံချုပ်တီးမှုတွေနဲ့ကျွန်တော်တို့ဖြည့်ဆင်းတင်လိုက်လို့ယူဆပါတယ်အသေးစိတ်ချက်ချက်ကတော့ဒေတာရင်းနိုင်ငံတွေသားမှာငြိမ်းချမ်းရေးသဘောတူစာချုပ်တွေချုပ်ဆိုပြီးတော့တနိုင်ငံနဲ့တနိုင်ငံရံဘက်ဖြစ်ွားမှုတွေချော့ချမယ်အကြံဖက်မှုတွေကိုထိထိရောက်ရောက်နဲ့ ဖယ်ရှားမှတာတင်ဒေသတွေမှာတည်ငြိမ်အေးချမ်းလာနိုင်ပဲရှိပါလေအဲလိုမဟုတ်ဖ ೇನೆ အလားကျွန်တော်တို့တစ်ဖက်နဲ့ဖက်မင်းပါလဲငါပါလဲငါတော့ဘာဘာသာကိုယ်ပြဲတာဘာလူမျိုးမင်းတို့ကဘာလို့အဲလိုအားပြန်နေမယ်ဆိုရင်တော့ကျွန်တော်တို့ဘာသာရေးရပြောတဲ့အရာတွေရှိပါတယ် doomsday ဆိုတာရှိပါတယ်ကဘာပြက်မင်းနေကဘာပြက်မင်းနေအခြေအနေကိုအခြေအနေကိုတစ်ဖြည်းဖြည်းနဲ့ချိန်ကပ်လာပဲရှိနိုင်တယ်လို့ကျွန်တော်တို့ယူဆပါ အဲ့လိုအခြေအနေမျိုးတွေမဖြစ်အောင်ကဘာအကောင်းဆုံးများကအတိတရားရှိရှိအတိတတိနဲ့ဉာဏ်ပညာမျိုးမြင်ရှိစွာနဲ့ခိုင်တဲ့ဖြစ်ရှင်းနိုင်ဖို့လိုအပ်ပါတယ်။ပရိပခာတွေစစ်ပွဲတွေဆက်ဖြစ်နေမယ်ဆိုလို့ရှိရင်တော့အဖြေကတော့တချို့ကမသိကြပါဘူး။တင်းချက်ကတော့အဖြစ်မဲ့ပြည်သူတွေဒေကြီးပျက်စီးမယ်။နင်းချက်ကတော့လူတွေအားလုံးမသိတာတွေတခုရှိပါတယ်။ကဘာစစ်လက်နက်ပစ္စည်းကုမ္ပဏီတွေအမှားသာတွေပို့ရသူတို့ချမ်းသာလာ ဟုတ်ပြီနော်နောက်တစ်ခုကတော့အာကျွန်တော်တို့ကပြောတယ်အခုဟာလာငိမ့်ညံမှုလို့ပြောတယ်အခုပြင်မဲ့ပြည်သူတွေသေနေလို့ပြောကြတယ်ဟုတ်လားအကြမ်းဖက်လို့ရတဲ့ကိုဖုံးကွယ်ထားတယ်ဟုတ်ပြီနော်အခုလက်ရှိအာကျွန်တော်တို့ဒီပါလက်ဟာမတ်ဆိုဖန်ဆီးထားတဲ့တစားကန်48ခုပြန်လွတ်ပေးဖို့လို့ကိစ္စလို့လေယူပြောတာမရှိဘူးအချို့ဆိုလို့ရှိရင်လက်သီးလက်မောင်းတန်ဒရာအမေရိကမှာရောက်နေတဲ့ဂျူးအနယ်တွေကစအစ္စရေးနိုင်ငံရဲ့လုပ်ရက်တွေကို ကန့်ကွက်နေတာကန့်ကွက်နေကြပြီးတော့မှအာတစ်ဖက်ကအလားလူဆိုကြီးဖြစ်လာအောင်လှုပ်ဆောင်နေတဲ့နေရာတွေမှာတော်တော်လေးထိရောက်အောင်မြင်လာတာဖြစ်တဲ့အတွက်ဒီဖြစ်စဉ်ဖြစ်ရကိုအမှန်ကိုလည်းရှုမြင်နိုင်ကြဖို့လိုအပ်ကြောင်းကျွန်တော်ပြောကြလိုပါတယ်ဟုတ်ကဲ့ပါဆရာဆရာပထမဆုံးမိတ်ဆက်ခဲ့တယ်ပေါ့နော်စာအုပ်ထဲကဟိုကနယူးယောက်တိုင်းပတ်ဆက်လာစာအုပ်ထဲက the class of civilization ဆိုတဲ့အဓိပ္ပာယ်လေးကိုလည်းဆရာအနေနဲ့ရှင်းပြပေးပါဦးဟုတ်ကဲ့ ဒီ clash of civilization ကတော့ကျွန်တော်တို့မြန်မာလူစောက်တွေလည်းတွေ့ပြပါတယ်ရေကျေးမှုချင်းလူတိုက်မိချင်းလို့ပြောရမှာဖြစ်ပါတယ်ဘောရာပြလဲလို့ရတယ်ဒီ clash of civilizations ပါကျွန်တော်ဂျပန်နဲ့အနေနဲ့အိဗယ်တွေအများကြီးပါပါတယ်နိုင်ငံတကာရေးရလေးလာတဲ့လူတွေသူတွေဒီတွေကမ္ဘာကောင်းဆောင်တွေရဲ့တွေးခေါ်ယူဆတဲ့အထက်မှာတကယ်တမ်းပြောမယ်ဆိုရင်တော့ clash of civilization ကတော့မတူညီတဲ့ရင်ကျေးမှုနှစ်ခုကြားမှာ ပိပကဖြစ်တာပါပဲဒါတော့ civilization ဆိုရဲအဓိပ္ပာယ်ကတော့တချို့ကကျွန်တော်မြန်မာမှုနယ်ပယ်မှာယဉ်ကျေးမှုလို့ပြောပါတယ်တကယ်တမ်းကျတော့ယဉ်ကျေးမှုရဲ့အများကြီးခြေပြန်ပါတယ်ကျွန်တော်တို့လူပေါင်းဖွဲ့စည်းကမ္ဘာလူသားတွေရဲ့ကျွန်တော်တို့လူမှုဖွဲ့စည်းတိဆောက်လာတဲ့အစဉ်စဉ်ဥပမာကျွန်တော်တို့ရွယ်ရောက်တဲ့ဒေါက်တာလေးနဲ့ရွယ်ရောက်တဲ့မိန်းကလေးအိမ်အောင်ပြုတဲ့မိသားစုဖြစ်လာတယ်။အဲဒီမိသားစုတွေအောင်စုလာပြီးတော့မှဆွေမျိုးစုဆိုတာဖြစ်လာတယ်။ clan ဆိုတာဖြစ်လာပြီးတော့မှလူမျိုးစုဖြစ်လာတယ်လူမျိုးတွေဖြစ်လာတယ်အဲပြီးတော့မှအားလာကျွန်တော်တို့အာသက်ဆိုင်ရာရွာရွာတွေကြီးရွာတွေမြို့နယ်တွေခရိုင်တွေတိုင်းဒေသကြီးတွေနိုင်ငံတွေတွေဆိုတော့ဖြစ်လာတာအဲ့လိုဖြစ်လာတဲ့ society ဖွဲ့စည်းတည်ဆောက်ဖို့အဆင့်အရာရှိလာတဲ့ဒလိထုံနှံတွေအစင်လာတွေဘိုးဘဲယုံကြည်မှုတွေဘာသာတရားတွေစာပေတွေခံယူချက်တွေစသဖြင့်အားလုံးပန်းချုပ်ပါဝင်ပါဝင်တော့ အခုလက်ရှိဖြစ်နေတဲ့အခြေအနေဟာခုနပြောတဲ့ civilization ဆိုတဲ့အောက်မှာပါဝင်နေတဲ့မှန်းချုပ်နေတဲ့အကြောင်းတရားတွေနှစ်ခုတည်းမှာမတူညီတဲ့အကြောင်းတရားတွေပေါ့အဲတော့ကမ္ဘာဘာသာကြီးတွေဖြစ်နေတဲ့အာကျွန်တော်ဟလာကမ္ဘာပေါ်မှာပထမဆုံးတော့အများဆုံးဖြစ်တဲ့ကိုယ်ပဲယုံကြည်သူအများဆုံးဖြစ်တဲ့ Christian ဘာသာဒုတိယကတော့ Islam ဘာသာရှိပါတယ်ဇန်နာကတော့ကျွန်တော်ဂျူဘာသာတို့ဗုဒ္ဓဘာသာတို့အခြားသော Hindu ဘာသာဝင်တို့တခြားတွေရှိကြတယ်ရှိကြတော့ဒီလို ပြောတဲ့ civilization လို့ခေါ်တဲ့ယူဆမတူတဲ့ဘာသာကြီးနှစ်ခုကြားမှာစပွဲဖြစ်ပေါ်နေခြင်းဖြစ်ပါအဲ့ဒါကိုတော့ကျွန်တော်တို့ကခုနပြောတဲ့အတိုင်းအင်္ဂလိပ်ဘာသာစကားအရတော့အာလုံးလမ်းကြောင်းပေါင်းဝင်ပြီးတော့ညင်သာပြော့ပြောင်းတဲ့စကလုံးလေးသုံးထားတာဖြစ်ပါတယ်အဲ့တော့ clash of civilization မဖြစ်အောင်ကျွန်တော်တို့ကဘာလုပ်အောင်လဲဆိုတော့တချို့သောဘာသာရေးရလူမျိုးရေးရအစွန်းရောက်တဲ့အယူဆတွေကိုကျွန်တော်တို့ကပြန်ခေါ်အောင်ဖြစ်ပါတယ် ပြခွားမှာဖြစ်တဲ့အတွက်ကျွန်တော်တချို့အဥရောပနိုင်ငံတွေရောက်တဲ့အချိန်ဟိုကြောင်းတဲ့ခဲ့ရတဲ့နယူးဇီလန်ရောက်တဲ့အချိန်မှာကျွန်တော်တို့ကိုလူတို့ကိုးကွယ်ရာဘာသာကြီးတွေကအမှန်ကားတော့လူသားတွေကိုအလားဆုံးမထားတဲ့နေရာမှာလူသားတွေတူနေတူမြေတားတရားထားဖို့ငြိမ်းချမ်းသွားတူရှင်သွဲ့နေထိုင်ကြဖို့အလားကျွန်တော်တို့ဒီလိုလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်တစ်ဖက်သားလေးရှောင်ရှားကြဖို့စသဖြင့်ဒီလိုဝန်မြတ်တန့်စင်တဲ့ကောင်းမွန်တဲ့အဆုံဆုံးမတွေ ဆက်မှတ်ထားတော့လေဒီဘာသာတရားတွေပေါ်တည်နေပြီးတော့ဥဘာသာတရားကပဲမှန်ကန်တဲ့ကြီးမြတ်တဲ့ဉာဏ်နဲ့လူတွေမှားတယ်ဉာဏ်နဲ့ဘာသာကိုယ်ပဲလူတွေဟာမိစ္ဆာဒိဋ္ဌိတွေဖြစ်တယ်ဆိုတော့အတွေးခေါ်ယူဆတွေကနေတဆင့်ကျွန်တော်တို့ဆွန်ရမှုတွေဖြစ်လာတယ်အကြံဖတ်မှုတွေဖြစ်လာတယ်ကဘာကြီးမထေမငြိမ်ဖြစ်လာပြီးတော့မှဒုနဲ့ဒုတတ်ဖြတ်တဲ့ဆင့်တွေရောက်ရှိလာပါတယ်အဲ့လိုရောက်ရှိလာတဲ့အချိန်မှာမူရင်းရှိခဲ့တဲ့ဘာသာတရားတွေရဲ့ တုံ့ပြန်ဆုံးမမှုတွေနဲ့နှစ်ကာလတွေတော့ဖြစ်သွားတာဖြစ်ပါတယ်။အဲဒီချက်လက်တွေကြောင့်ဥရောပအချို့ဒေသတွေမှာကျွန်တော်တို့ဘာသာမဲ့လူပုဂ္ဂိုလ်တွေရှိပါတယ်။တချို့ကထင်ကြပါတယ်။ကျွန်တော်တို့ဘာသာမဲ့တဲ့လူတွေကအာရိုင်းကြကြမယ်ဆိုပြီးတော့မှသူ့တွေးကြတွေရှိပါတယ်။အမှန်ကတော့ဘာသာမဲ့တဲ့လူတွေအားလုံးကပို့ပြီးတော့ရှင်ကျေးလာကျွန်တော်လေးလာလို့ရှိရမယ်။သူတို့စီမှာကဘာသာရေးရအစွဲတွေရှိပါဘူး။ မရှိတာဖြစ်တဲ့အတွက်လူမြင်လာတဲ့မိသီးပါတာပဲကိုယ်ွယ်ကိုယ်ွယ်လူသားဖြစ်ကျွန်တော်တို့ရှုမြင်တဲ့မေတ္တာထားတဲ့လူတို့ကအလားအတွဲနေထိုင်ကြတဲ့အပြန်အလှန်ဆက်ဆံကြတာဖြစ်တဲ့အတွက်အဲဒီလိုလေးတွေတွေ့ရပါတယ်။အဲဒီမှာကျွန်တော်ပြန်ပြီးတော့နည်းနည်းလေးအဲသတိပြုမိတာလေးကအချို့ကျွန်တော် community ရဲ့အယူအဆလေးတစ်ခုပေါ့။ community ကဘာသာတရားမရှိကြဘူးပေါ့။မရှိကြဘဲနဲ့ဘာသာရေးဟာ အာကျွန်တော်တို့ဒီလူပေါင်းဖွဲ့စည်းအတွက်အမှန်တိုက်တာပဲဆိုတော့သူကဘာသာရေးမလုပ်ကြပါမလုပ်ကြတော့ကွန်မြူနတီဘာသာမဲတာနဲ့ကျွန်တော်တို့အချို့သောဥရောပနဲ့ကမ္ဘာတစ်ပတ်ဘာသာမဲတာရေမတူကြပါတချို့ကျွန်တော်တို့ရင်ကျေးသိမ်ွေးတဲ့လူတွေဘာသာမဲခြင်းအစွမ်းရောက်မှုတွေကိုသိတဲ့လူတွေဘာသာမဲရရင်ကျေးသိမ်ွေးပြီးအချို့သောအစွမ်းရောက်ကွန်မြူနတီရဲ့ဘာသာမဲခြင်းကတော့ကျွန်တော်တို့အနေလေးစိုးရတာမျိုးတွေရှိတာပါ အချို့တွေရှိပါတယ်မိဘဆိုတာလည်းအချို့ community တွေမှာမိဘဆိုတာမရှိဘူးဆိုတဲ့အားမျိုးတွေရှိတယ်ဒီ community စနစ်ကြီးကပိုရေးကြီးတယ်ဆိုတဲ့အားမျိုးတွေရှိပါတယ်ဒါပေမဲ့အချို့သောဘာသာမဲ့တွေဟာကျွန်တော်တို့ရိုင်းကြခြင်းမရှိဘဲနဲ့ပုံမူရင်ကြီးကြတာတွေ့ရပါတယ်အဲ့တော့ clash of civilization မှာ clash မဖြစ်အောင်တစ်ဖက်နဲ့တစ်ဖက်ပြည်ပခါတွေမဖြစ်အောင်အားပြိုင်တာတွေတပ်ဖြတ်တာတွေမဖြစ်အောင်လူသားရဲ့အားလုံးကလူသားအမြင်နဲ့ရိုးရှင်းစွာ လူရှင်တွဲနိုင်ဖို့လိုအပ်ကြောင်းလေ့လာသိရှိရပါတ